အခုနေ့မောရသည်အာခတက်တော်ထင်းရှောက်နေမြေတယ်မှာလေထန်ဆက်တင်တဲ့ဆက်အဖို့ပစ္စည်းတွေဟာပြက်လက်နေမှုတဲ့အကျန့်အရင်နှစ်ကထက်ဈေးနှုန်း၅ဆနိဘမြင့်တက်နေတယ်လို့ဆက်ပစ္စည်းအယောင်ဆိုင်ရှင်တွေနဲ့ဒေသမားတွေစီကသိရပါဗယ်ကုန်းလန်းရေလန်းအလုံးကိုပိတ်ဆို့ထားတဲ့အတွက်ရခိုင်ပြည်မှာတစ်နှစ်ထက်တစ်နှစ်ဆက်ပစ္စည်းတွေပုံမရှားပါလာနေပြီးတော့အခုနေ့မှာအရင်နှစ်ကထက်ဆက်ပစ္စည်းနဲ့အဖို့ပစ္စည်းတွေဟာဈေးတက်နေတဲ့အတွက်ဒေသမားတွေမှာအခက်အခဲတွေနဲ့ပြင်နေကြရပါဗယ် အရင်နဲ့ကရခိုင်ပြည်မှာလက်ထက်ဆက်တစည်းကိုငွေကျပ်သိန်း80ရှိရာကနဲ့အခုနှစ်မှာငွေကျပ်သိန်း180အထိပေါက်ဈေးရှိနေကြတာပါဒါအပြင်ဆက်အပေါ်ပစ္စည်းတွေဖြစ်တဲ့ rain တစ်ဆက်ကိုအရင်နှစ်ကငွေကျပ်6000ကျပ်ရှိရာကနဲ့အခုနှစ်မှာငွေကျပ်3000ဝန်းကျင်ရှိနေပြီးတော့ noise plan shot တစ်ခုကိုငွေကျပ်1000ခွေးရှိရာကနဲ့အခုနှစ်မှာ9500ကျပ်အင်ဂျင်ဝန်တလုံးကိုအရင်ကငွေကျပ်9800ကနေအခုနှစ်မှာငွေကျပ်2000အထိပေါက်ဈေးရှိနေတာပါ ရခိုင်ပြည်ကမြို့နယ်တွေမှာအရင်တိုက်ပွဲတွေမဖြစ်ခင်ကတည်းကဝေယူထားတဲ့အပိုးပစ္စည်းတွေနဲ့အိန္ဒိယနိုင်ငံဘက်ကတန်တန်းတဲ့စက်ပစ္စည်းတချို့ကိုသာရောင်းချနေကြရတယ်လို့စက်ပစ္စည်းအယောင်ဆိုင်တွေကသိရပါဗျ။အလားတူပါပဲအခုနှစ်မှာလေထန်စက်တွေဟာအသိဝေယူရဲ့လုံးဝမရဖြစ်နေကြသလိုအပိုးပစ္စည်းတွေဟာလည်းပြက်လက်မှုတွေများစွာနဲ့ဈေးနှုန်းအဆမတန်မြင့်တက်မှုတန်ကိုကြုံတွေ့နေကြရတာဖြစ်ပါတယ်။ ဒါပြန်အခုနှစ်မှာရခိုင်ပြည်တန်းမှာရှိတဲ့နယူးဟော်လန်ထန်ဆက်ကြီးတဲ့အတွက်အပိုပစ္စည်းတွေဟာလည်းလုံခြုံရေးမှာပြက်လက်မှုနဲ့ရန်ဆင်နေကြရတယ်လို့စပစ္စည်းအယောင်ဆိုင်ပင်ရှင်တွေကပြောကြပါဗျာ။ ထွန်ဆက်တွေကိုရှော့ရှာပြီးတော့ကျွေးနာတွေနဲ့လက်ထမင်းဆိုပါကလည်းစကြက်မြေရှားပါလာမှုနဲ့စပယ်တင်းချောင်ရချင်းအပန်းအဝင်တခြားအကြောင်းမျိုးမျိုးတွေကြောင့်တောက်သူတွေဟာနွားတွေကိုပြစ်ကတဲ့နှစ်တွေကတည်းကအစုလက်ရောက်ချလိုက်ကြပြီးတော့ပေါ်ပြီးတော့အခက်ခဲကြုံနေကြတယ်လို့ပြောကြပါတယ်ရခိုင်ပြည်မှာအခုနှစ်စစ်ပြောရသည့်အတွင်းစက်ပြည့်စည်တက်မြေဥစားနဲ့စက်သုံးစီစင်းလုံးတဲ့အဆက်မတန်မြင့်တက်တဲ့အတွက်ရခိုင်ကတောင်သူတွေဟာလေကထဲဝက်ခန့်ရှုတ်ရှားပြီးတော့စစ်ပြောရမယ့်အရေးနဲ့ကြုံတွေ့နေကြရတယ်လို့ပြောကြပါဗျ။ ရခိုင်တပ်သူတွေဟာမြစ်ကတဲ့2023စစ်ပြောရာတွေကလေးကအရှုံးနဲ့ရဆိုင်နေကြရတာဖြစ်ပြီးစပါးစစ်ကွက်လည်းမရှိတဲ့အတွက်စစ်ပြောရာတွေနှစ်ခုဆက်တိုင်းအရှုံးနဲ့ရဆိုင်နေကြရတာဖြစ်ပါတယ်။